လက်မက်စ်ကျမကဒေါက်တာအနုရတာပန်တာဖြစ်ပြီး Apollo CEO ကြီး Jobal Hills Hyderabad မှာဘဟုတုတဓမ္မပြုဆရာဝန် laparoscope နဲ့ robot တစ်ခွဲစိတ်ဆရာဝန်တူပါဒီနေ့မှာတော့မိမလေးတူရဲ့သွေးစင်းဆက်ဝန်တွေက forget the face အကြောင်းကိုဆွေးနွေးပေးပါမယ်မိမတူရဲ့သွေးစင်းဆက်ဝန်မှာအစ်စ်နစ်စ်ရှိပါတယ်အထမပိုင်းကတော့ follicular phase ဖြစ်ပြီး toe nail ovulation ဖြစ်လာပြီးဒုတိယပိုင်းမှာတော့သွေးစင်းပြီးနောက်ပိုင်း gluteal phase ဖြစ်ပါတယ် follicular phase မှာဖြစ်တာကစဝန်ရဲ့ပထမပိုင်းဖြစ်ပြီးဒါဟာလူနာတဦးစီအလိုက်ကွဲပြားနိုင်ပါတယ်။ဒီချိန်ကတော့ follicle ကိုကြီးထွားလာတဲ့အချိန်ဖြစ်ပြီး estrogen နဲ့ fear တက်ရောက်မှုကြောင့်ဖြစ်လာတာပါ။အဆုံးမှာတော့ ovulation ဖြစ်ပြီးဆုံးပါတယ်။အချိန်တိုင်းမှာ hormone တွေရဲ့တက်ရောက်မှုကြောင့် follicle တစ်ခုကြီးထွားလာပါတယ်။ပုံမှန်စဝန်တစ်ခုမှာတော့ follicle တစ်ခုက ကြီးထွားလာပြီးပိုကြီးလာကဥထုပ်ပေးတာဒါကိုပဲ ovulation လို့ခေါ်ပါတယ်။ ဲ့ဒါကြောင့်ကိုဝင်ဆောင်ဖို့စီစဉ်နေတဲ့သူတိုင်းက follicular phase နဲ့ ovulation အကြောင်းသိထားသင့်ပါတယ်။ဘာလို့လဲဆိုတော့ကိုဝင်ရတာက ovulation နားလဲတဲ့အချိန်မှာဖြစ်နိုင်လို့ပါ။ ovulation ဖြစ်မဲ့နေ့တစ်နေ့နှစ်နေ့လောက်မတိုင်ခင်တဲ့ ovulation ဖြစ်ပြီးဒီနေ့အထိကိုဝင်ရနိုင်ပါတယ်။ဒါကြောင့်အရေးကြီးပါတယ်။အဲ့ဒီလိုပဲအရေးကြီးပါတယ်။ အထူးသဖြင့်ပိုရေးကြည့်တာကတော့ cycle ရဲ့ follicular phase မှာရှိတဲ့ mingle တွေက follicle ရဲ့အရေးအတွက်ကိုမှတ်ထားသင့်ပါတယ်။ဘာလို့လဲဆိုတော့ ovulation ပြီးတဲ့နောက်မှာ32ရက်ကနေ14ရက်အတွင်းမှာတွေးစင်တာပြန်လာမှာပါ။ဒါပေမဲ့ mingle တယောက်မှာ ovulation နောက်ကျသွားရင်တော့ follicular phase ကပိုရှိသွားပါတယ်။ဒါကြောင့် cycle ရဲ့အရှိကသင့်ရဲ့ follicular phase ပုံမူတည်ပါတယ်။ ဒါကြောင့်မင်းကလေးတယောက်ကိုဝင်ဆောင်ဖို့စီစဉ်နေတဲ့အခါမှာတော့ follicular phase နဲ့ ovulation ကိုမှတ်သားထားဖို့လိုအပ်ပါတယ်။